င်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ24ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်မိတဲ့အထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့မင်္ဂလာရုံမြို့နယ်အမှတ်3လမ်းမပေါ်မှာဖူးဘလော့ကာတအိုးတနက်နဲ့အပြစ်ခံရပြီးတေဆုံးခဲ့တဲ့တင်။မလက်ကရေလက်ကြာမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖျားနဲ့ရုံဝမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တဲ့တင်။နိုင်ဂျီးရီးယားကက်သလစ်ကျောင်းကနေပြန်ပြီးဆွဲခံရသူတွေအနက်ကလေး90ကထွက်ပြေးလွတ်မြောက်လာတဲ့တင်နဲ့ မက်ဆီရဲ့အသွင်းကိုဂိုးဖန်တီးမှုတွေနဲ့အင်တာမိုင်ယာမီအသင်းအရှိပိုင်းဆုံးဘောလူဝဲတက်ရောက်ခဲ့တဲ့တဲ့အဆရှိတဲ့တဲ့အကိုတင်ဆက်ပေးပါမယ်ဦးဆောင်တဲ့ဘုံနေနဲ့မင်္ဂလာတော်မြတ်နဲ့အမှတ်၃လမ်းမပေါ်မှာဖုတ်ဘလော့ကတအိုးတနက်နေ့ပြစ်ခတ်ခံရပြီးထိဆောင်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မင်္ဂလာတော်မြတ်နဲ့အမှတ်၃လမ်းပေါ်မှာဖုတ်ဘလော့ကတအိုးတနက်နေ့အပြစ်ခံရပြီးထိဆောင်ခဲ့တယ်လို့သိရပါတယ်။အငားရင်မောင်းနေသူတအိုးလေးဖြစ်ပြီးအစားတောက်တဲ့အကြောင်းဗီဒီယိုရိုက်ကိုသူကိုကျော်ဝနာဟာ ိုဝင်ဘာ22ရက်ညပိုင်းကတနက်နဲ့အပြစ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာမင်္ဂလာရုံမြို့နယ်အမှတ်3လမ်းပေါ်ခရီးဝင်လမ်းခွဲအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတနက်တရံနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။ပြောစရာစကားတော့မရှိဘူး။ရက်ဆက်လိုက်တာဇုံကီလိုကညီကိုရောကောင်းရမွန်ရရောက်ပါစေ။ခရီးဝင်လမ်းခွဲအမှတ်3လမ်းပေါ်မှာဖြစ်တာလို့ပဲသိရပါသေးတယ်။အကြောင်းရင်းကားကားနန်းနမသိရသေးပါလို့၎င်းရဲ့အသိမိတ်ဆွေတို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ မလကရေလက်ကြမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရံမုံဟာမုံတိုင်းငယ်အဖြစ်ရောက်ရှိနိုင်တဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။မလကရင်လက်ချောင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေမုန်ဟာဆက်လက်တည်ရှိနေပြီးမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ဒီနေ့နိုဝင်ဘာ24ရက်နေ့မိုးလယ်ပိုင်းမှာမိုးဆလကထုတ်ပြန်ထားပါတယ်။ ဒီနေ့မြန်မာစံတော်ချိန်10:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မလကာရေလက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေကြောင်းအဆိုပါအားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးပုံမအားကောင်းလာကဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ အစောပိုင်းအားကောင်းသောလီဗီယာနယ်ရဝန်ရဲ့အရှိန်ကြောင့်မုတ်တမာကွေမော်တနင်းသာရီကဲရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လီပြင်းတွေကြားရောက်ပြီးလှိုင်းကျင်းနိုင်ကြောင်းမိုးသက်လီပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအီ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။လှိုင်းမြေဟာမုတ်တမာကွေမော်တနင်းသာရီကဲရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ17ပေခန့်ရှိနိုင်တယ်လို့သိရပါဗျ။ ိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအနေနဲ့တနင်္သာရတိုင်းဒေသကြီးမှာမိုးတိမ်တောင်တွေဖြစ်ထုံးမှုအကောက်လျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်တွေရွေလျားရာနေရာတခြားမှာမိုးရွာသွန်းတာနဲ့အတူလှေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပြတ်တာလျှက်စည်းလက်တာမိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုအပ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ် နိုင်ဂျီးရီးယားကက်သလစ်ကျောင်းကနေပြန်ပြီးဆွဲခံရသူတွေအနက်ကလေး90ခန့်ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။နိုင်ဂျီးရီးယားမှာကက်သလစ်စာသင်ကျောင်းကနေတနက်သမားတွေပြန်ပြီးဆွဲဖမ်းဆီးသွားတဲ့ကလေးအယောက်300ကျော်အနက်90ခန့်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ခရီးရအဖွဲ့တစ်ဖွဲ့ကနိုဝင်ဘာ23ရက်ကပြောကြားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအနောက်ပိုင်းနိုင်ဂျာပြည်နယ်မှာရှိတဲ့ Saint Mary ပိုရဲပညာရေးကျောင်းတစ်ကျောင်းကိုနိုဝင်ဘာ22ရက်အစောပိုင်းကတနက်သမားတွေဝင်ရောက်စီးနှင်ခဲ့ပြီးကျောင်းသားကျောင်းသူ303ဦးနဲ့ဆရာဆရာမ12ဦးကိုပြန်ပြီးဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အင်းဒီချင်းကပီးပြည်နယ်မှာရှိတဲ့အလဲရန်ကျောင်းမှာနိုဝင်ဘာ18ရက်ကတနက်သမားတွေဝင်ရောက်စီးနှင်ခဲ့ပြီးမိန်းကလေး25ဦးကိုပြန်ပြီးဆွဲခဲ့ပြီးတဲ့နောက်အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့တရင်ကောင်းတစ်ခုကတော့ကျောင်းသား90လောက်ထွက်ပြေးလာပြီးမိဘတွေနဲ့ပြန်ဆောင်စည်းသွားပြီဆိုတဲ့သတင်းမှလို့နိုင်ဂျီးရီးယားခရီးယန်အသင်းအဖွဲ့ကထုတ်ပြန်ခဲ့ပြီး၎င်းတို့ဟာနိုဝင်ဘာ21ရက်နဲ့22ရက်ကြားမှာထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ပြောပါရယ်စိန့်မယ်ရီကျောင်းကပြန်ပြီးဆွဲခံရတဲ့အသက်၈နှစ်ကနေ၁၈နှစ်အရွယ်ကြားရှိတဲ့ကျောင်းသားကျောင်းသူတွေဟာကျောင်းမှာရှိတဲ့ကျောင်းသားအရေအတွက်စုစုပေါင်း629ဦးရဲ့ထောက်ဝက်ခံဖြစ်ပါရယ် အခုချိန်မှာမူလာရန်ကျောင်းကနေကျောင်းသားကျောင်းသူ251ဦးအလဲရန်ကျောင်းသားကျောင်းသူ14ဦးနဲ့ဆရာဆရာမ12ဦးတို့ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။နိုင်ဂျီးရီးယားအစိုးရကတော့ကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေပြန်ပြီးဆွဲခံရတဲ့အရေးအတွက်နဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ကလေး90လောက်ထွက်ပြေးလွမြောက်လာတဲ့ကြတော့စိတ်သက်သာရာရခဲ့ပါတယ်။ကျန်တဲ့ကလေးတွေနဲ့ဆရာဆရာမတွေကိုကယ်တင်ဖို့နဲ့ဘေးကင်းကင်းပြန်လာနိုင်အောင်ဆူတောင်းကြဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်လို့စီရင်ဥက္ကဋ္ဌဖြစ်တဲ့အပြင်ကျောင်းပိုင်ရှင်လည်းဖြစ်တဲ့ဘူလက်စတာဝါဟိုရနာကပြောပါတယ်။အာဖရိကရဲ့လူကြီးအထူးတက်ဆုံးနိုင်ဂျီးရီးယားမှာလုံခြုံရေးစိုးရိမ်မှုတွေကြောင့်နိုင်ငံတော်မှာရှိတဲ့စာသင်ကျောင်းအများအပြားပိတ်ခဲ့ရပါတယ်။နောက်ဆုံးသတင်းဒီပုံနည်းနဲ့ မက်ဆီရဲ့အတွင်ကိုဂိုးဖန်တီမိုရီနဲ့အင်တာမိုင်ယာမီအသင်းအရှေ့ပိုင်းဆောင်ဘောလူပွဲတက်ရောက်ခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါမေဂျာလိပြိုင်ပွဲအရှေ့ပိုင်းဆောင်ဆီမီဖိုင်နယ်ပွဲစဉ်မှာအင်တာမိုင်ယာမီအသင်းကအသင်းကောင်းဆောင်မက်ဆီရဲ့အတွင်ကိုဂိုးဖန်တီမိုရီနဲ့ဘောလူပွဲတက်ရောက်ခဲ့ပါတယ်အင်တာမိုင်ယာမီအသင်းက FC စင်စင်နာတီအသင်းကို၄ဂိုးပြတ်နဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ မစီက19မိနစ်မှာကိုရိုင်းအဖွင့်ကိုသွင်းပြီးတခြားကို3ဂိုးစလုံးကိုလည်းဖန်တီးပေးခဲ့ပါတယ်။အင်တာမိုင်ယမီရဲ့တခြားကိုရီကိုတော့အလန်တန်က2ဂိုးနဲ့ဆက်ဘတ်တီရောက2ဂိုးသွင်းယူပေးခဲ့ပါတယ်။အင်တာမိုင်ယမီအသင်းဟာမိကြလိတမိုင်းမှာအရှေ့ပိုင်းဆုံးဘောလုံးပွဲအဆင့်ကိုပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့တာပါ။ဘောလုံးပွဲကိုနိုဝင်ဘာ29ရက်ဒါမှမဟုတ်30ရက်မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ24ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရိုက်ထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါ။ည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတစ်ဝက်တင်ရှိပါတယ်ရှင်။